ဟယ်လိုဝါလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ Manchester United DR ဒီအစကနေပြီးတော့အခုချိန်ထိပေါ့နော်ရှုံးတဲ့ပွဲစဉ်တွေတည်ကြတဲ့ပွဲစဉ်တွေနိုင်တဲ့ပွဲစဉ်တွေဘယ်ပွဲတွေပဲကျွန်တော်ကြည့်ကြည့်တတော်ကိုတည်ငြိမ်လာတဲ့ကစားသမားတယောက်ကျွန်တော်ရှိတယ်ဒါအတင်းမှာတော့ဗောနော်တိုက်စစ်ကလည်း၃အောင်စလုံးအပြောင်းလဲလုပ်ထားတဲ့နေရာဒီမှာပူကောင်းတဲ့တိုက်စစ်တွေကိုကျွန်တော်မြင်ရတယ်ကွင်းလယ်ကလည်းဖေဖော်ဖေးဖြစ်တယ်ဆိုပေမဲ့လို့ဗောနော်အဆင်ပြေတဲ့နေထားမြင်ရတယ်ဒါပေမဲ့ခန်စစ်ကတော့ ကစားမတွေအပြောင်းလဲတော်တော်များများရှိတာတောင်မှပုံဒီကစားနေရတဲ့ကစားမတစ်ယောက်ရှိတယ်။အဲ့ဒါဟာဒီလစ်ပဲ။ဒီလစ်ကအသင်းရဲ့ central center back မှာကစားတယ်။ right center back မှာကျွန်တော်ကစားတယ်။အကုန်လုံးကျွန်တော်အဆင်ပြေတယ်။ Lenny Yoro ဒီကျွန်တော်နေတယ်ပေါ့နော်။ပုံမှန်ပွဲကစားခွင့်လောလောဆယ်မှာမရသေးဘူးလို့ကျွန်တော်ပြောလို့ရတယ်။ Luke Shaw ဒီ consistent ဖြစ်တဲ့ performance တွေကျွန်တော်ပြနိုင်ဖို့အတွက်အချိန်ကြီးမကောင်းသေးဘူးတပွဲကောင်းတယ်နှစ်ပွဲကောင်းတယ်နောက်သုံးပွဲတိုင်ပတ်တယ်ဆိုတာမျိုးကြီးကျွန်တော်မြင်ရတယ်ဒါပေမဲ့ဒီလစ်ကတော့ ကျွန်တော်ရဲ့စန်တာဘက်မှာတော်တော်ကိုအဆင်ပြေနေပြီအကယ်လို့မြန်ပေါ်တော့ delay ရှိမယ်အဲပြီးလို့ရှိရင် listen ro marine ရှိမယ်အမော Harry Maguire ရှိမယ်ပေါ့ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒါ Yuru ရှိမယ်ပေါ့နော်ဒီလိုမျိုးဆိုရင်အတင်းရဲ့ခန်းစစ်ဟာပူပြီးတော့ကိုပဲထီထီရောက်ရောက်ကစားနိုင်တယ်ကြည်ကြည်လေးလေးကစားနိုင်တဲ့ခန်းစစ်ဖြစ်မြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါအပြင်သူတို့နောက်မှာ Lemons ကလာလေးကျွန်တော်ရှိနေဦးမယ်ဆိုရင်အတင်းရဲ့ခန်းစစ် line ကပြီးခဲ့တဲ့နှစ်တွေကထက်တော့အများကြီးပူပြီးတော့တိုးတက်လာမယ့်နေတိုင်းမျိုးအဲ့ဒီတည်းမှာဒီလေးကတော်တော်ကိုအရေးကြီးတာဒီလေးအနေနဲ့ ဘောပလင်း quality တွေမှာဆိုလို့ရှိရင်တော့ဗောနော်အရင်တည်ငြိမ်ပြီးတော့စိတ်ချရတဲ့ကစားမှာဟုတ်ချင်မှာဟုတ်လိမ့်မယ်တိုးတော်လည်းပဲ delay က defending ဘက်မှာဆိုလို့ရှိရင်တော်တော်ကို aggressive ဖြစ်တဲ့ကစားမှာအသင်းရဲ့ cancel line ကိုတော်တော်ထိန်းကျောင်းနေသွင်းရှိတဲ့ကစားမှာ delay က Bruno Fernandes တို့ဘာလို့ဒါယာဒီကုံတဲ့အခါအသင်းကနေထွက်တဲ့ဟိဘာညာဆိုလို့ရှိရင် captain တွေဘာတွေတော့မှကျလို့ဖြစ်လာနိုင်မယ့်အနေထိုင်မှုတွေပါမျှော်လင့်လို့ရတယ်အသက်18 18 19လောက်နဲ့ Ajax လို့အသင်းမျိုးမှာနော် captain လက်ပတ်ပတ်ပြီးတော့ Champions League တွေမှာဥဆောင်ကစားလာတဲ့ကစားမှာမျိုး မန်ချက်စတာယူနိုက်တက်မှာလည်းဒီ quality တွေသူပြနေပြီနော်ဂျူဝင်တက်စ်တို့ဘိုင်ယန်မြူနစ်တို့သူရဲ့ကျွန်တော်တို့ဒါဟိုထရန်စပါတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တကယ်အသင်းကြီးတွေမှာကြည့်ပေးသူအပြောင်းလဲတွေကျွန်တော်လုတ်ပြီးတော့သွားတာအခုလက်ရှိယူနိုက်တက်ကိုကျွန်တော်ရောက်လာတယ်ကျွန်တော်တို့ဒီ Bayern Munich မှာထင်တဲ့လောက်ထိမကောင်းခဲ့တဲ့ခါကျတော့အဆင်မပြေတော့ဘူးထင်ထားတဲ့ပုံစံမျိုးကနေပြီးတော့အသင်းရဲ့လက်ရှိ defensive line တွေထဲမှာ MOD ပွဲတိုင်းသုံးနေရတယ်ပေါ့နော်စိတ်ချရတဲ့ခံစီကစားမတစ်ယောက်ဖြစ်ကျွန်တော်ဒီလစ်ကိုမြင်လာလို့ကျွန်တော်ရပြီအမြင်ပေါ်ဒီ solution လည်းပဲလုံးဝစိတ်ချရတဲ့နေရာမှာပါတယ် เนาะကျွန်တော်အမြင်ပေါ်ရှင်းထုတ်တာတွေဘာတွေတော်တော်လေးကောင်းနေအမြင်ပေါ်လူယူတာကျွန်တော်တော်တော်လေးကောင်းနေ ground body ဆိုလို့ရှိရင်လည်းပဲဗောနော်တော်တော်ကိုစိတ်ချရတဲ့နေရာမှာပါတယ်ဆိုတော့ဂူသမားတယောက်ရဲ့ရှိမှာဂူသမားကိုယုံကြည်မှုတွေအများကြီးပေးနိုင်တဲ့ခံစစ်ကစားမှတော့ကျွန်တော်ပြောလို့ရတယ်အဲကျွန်တော်တော့ဗောနော်ဒီလစ်ကဒီတော်တော်လေးကိုဒီယာဒီမှာအဆင်ပြေးနေပါတယ်နော်တော်တော်လေးကိုအဆင်ပြေနေတယ်အမ်မိုဒင်ကစားကျင်ပါတယ်ဆိုတော့ဆန်တဘက်၃ရောက်နေရမှာလေသူအလဲမှာကစားရင်းနဲ့လူအဲ့ရင်ပေါ့နော်ကွင်းလေဒီတက်ပြီးတော့ကျွန်တော်ထောက်တောင်မျိုးတွေပြိုင်ဘက်ကပေါ့နော်ကျွန်တော်သာ position ကြီးကစားနေလို့ ကိုတွေကိုသူတို့တွေဒါကိုရီးယား pressing line တွေကိုဖျက်ဖို့ကြိုးပမ်းမယ်ဆိုရင်ဒီလေကနော်ကျွန်တော်ဒီ central center back ကနေပြီးတော့ queen line ဒီတက်ထောက်တာမျိုးတွေကျွန်တော်တွေ့ရတယ်ဆိုတော့သူ့မှာအမားတွေလည်းကျွန်တော်ဒီလေကမရှိသလောက်ပဲနော် line clearance တွေပါတယ်လည်းကျွန်တော်ဘယ်နော်တွေ့ရတဲ့အခါမျိုးတွေကျွန်တော်ရှိရယ်အဲကြောင့်ဒီလေအနေနဲ့တော်တော်လေးကိုကျွန်တော်ကတော့တည်ငိမ့်လာတယ်ပေါ့နော်တည်ငိမ့်လာတယ်လို့ကျွန်တော်ထင်တယ်တိုးတက်လာတဲ့အနေထားလည်းရှိပါတယ်မြဲသူကဒီထက်ပိုပြီးတော့ကောင်းနိုင်သေးတယ်ဗျာဒီလားအတွေ့အကြုံလည်းကျွန်တော်ရှိလာပြီး ပြီးလို့ရှိရင် physical ဘိုင်းကလည်းတော်တော်ကိုအချင်းကြီးကောင်းနေပြီတွေ့ကြုံကတော့ပြောစရာမလိုပါဘူးเนาะ ISL Academy ကနေထွက်လာတဲ့အတွက်ကစားမရဲ့ဘောလုံးအုံတော်နဲ့ပတ်သက်ပြီးတော့လေခန်းစစ်ကစားမတယောက်အတွက်ပြောစရာကျွန်တော်အများကြီးမလိုဘူးအဲ့တော့ဒီလေးအနေနဲ့အသင်းရဲ့ခန်းစစ်လိုက်မှာတော်တော်ကိုအားကိုးရတဲ့ကစားမတယောက်ကျွန်တော်ဖြစ်လာပြီပေါ့เนาะဒါကြောင့်ဒီလေးပုံသေးကစားနေရပြီးတော့သူ့ပေးမှာယူရိုပဲဖြစ်ဖြစ်မကွိုင်းရပဲဖြစ်ဖြစ်ပေါ့နော်လူျောပဲဖြစ်ဖြစ်တော်တော်လေးကိုအချင်းကြီးကောင်းနေတာဒါအလဲမှာတော်တော်လေးကိုစိတ်ချရတဲ့ကစားမပါ physical physical ဘိုင်းကလည်းတော်တော်လေးကောင်းတဲ့ခါကျတော့ ပြန်ပဲတိုက်စင်မှုတွေကအရင် physical ကောင်းပါနေဆိုတဲ့ကစားမားတွေနဲ့ဆိုလို့ရှိရင်လည်းတော်တော်ကိုသူ့အနေနဲ့ပေါ့နော်လှုပ်ပြနိုင်ဆိုရင်ကျွန်တော်ရှိတာဒီလေးကဒါကြောင့်ကျွန်တော်တို့ဒီလေးအနေနဲ့တော်တော်ကိုအသင်းရဲ့နောက်တန်းမှာဆိုလို့ရှိရင်ထိတ်ချလာပြီလို့ကျွန်တော်ထင်တယ်ပူပြီးတော့လည်းတူးတက်ပြီးတော့တည်ငြိမ်လာတဲ့ကစားမားတယောက်လို့ကျွန်တော်ထင်တယ်လက်ရှိတရားစီလုံးနေသားနဲ့ကျွန်တော်ကြည့်ရင်အမ်ဘူရင်တွေ့တော့ခန်းစစ်မှာဒါအင်မတန်အားကိုးလို့ရတဲ့ကစားမားတယောက်လို့ကျွန်တော်ပြောရမယ်ဒီကလို့ရောဘလို့မိညာလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်